စတင်ပါလားရှေ့ရနေဒီဘောနိုင်မှာခမတူမြို့လေးမှာနေတာလာတဲ့နေရလေးပဲဒါပေမဲ့ဒီနေရဟာတနိုင်ငံလုံးရဲ့နောက်ဆုံးနေတာရဲ့နေရလေးပဲဖြစ်နေမလား အကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုရဲဒါအပြစ်မဲ့ပြည်သူငင်းရဲစွာဆန္ဒပြနေကြတဲ့အကြောင်းသားပြည်သူ82ယောက်တည်ဆုံခဲ့ကြရတဲ့ညီဘောနိုင်ငံမှာကဖားပြတ်မတဲ့ကြောချမ်းပွဲဆန္ဒပြတဲ့တွေမြေယူဘုံတန်တွေကြလူပေါင်း3000ကျော်တင်ရရခဲ့ရတယ်မီဘောအစိုးရကစက်တင်ဘာလ၄ရက်မှာ Facebook, X, YouTube, Messenger, Instagram, WhatsApp, LinkedIn, Snapchat, Reddit, Discord, Pinterest, Signal, Tran, WeChat, Kura, Tumblr, Clubhouse, Master, Ramba, VK, Line, MIO, Zlo, So, Hamro, Patrol, Bure, Sore, Lumu Media Platform, Nasa ကိုပိတ်ပိတ်ပိတ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့လူငယ် generation Z တွေဟာလောလတ်စွာပြောဆိုခွင့်စီးပွားရေးလုပ်ခွင့်စီးပွားရေးလုပ်ခွင့်နဲ့အခြားလူမှုလူမှုအခွင့်အရေးများ ပေါင်းများစွာပိတ်ပင်ပိတ်ဆို့ခံလိုက်ရကြပါတယ်။ညီပေါ်အစိုးရရဲ့ပြောဆိုချက်အရဒီလိုပိတ်ပိတ်ရတာဟာထိုးပလက်ဖောင်း26ခုကမှတ်တင်ထားမှတ်တင်ထားခြင်းမရှိဘူးဆိုတဲ့အကြောင်းပြချက်တွေပဲဖြစ်ပါတယ်။ဒီလိုလောက်တာကဂရိအာဂရိလိုက်စားမှုအာဂရိလိုက်စားမှုတွေကိုဝေဖန်နေတဲ့ online online လှူရှာမှုတွေကိုတာစီဘူရည်ရွယ်ချက်တာစီဘူရည်ရွယ်ချက် တစ်ခုတည်းနဲ့သာလို့ယူဆခဲ့ကြပါတယ်။ဒါကြောင့်စတေဘာရှင်းရဲ့နှစ်မှာတော့တောင်းတဲ့ကြီးကြီးစိတ်မျိုးစဲတဲ့လူငယ်တွေကညီချက်သာစားတည်ဆန်းလာပြခဲ့ကြပါရဲ့။ကတော့ဦးမှာညီချက်သာလှူရှာခဲ့ကြပြီမယ်။မကြခင်မှာပဲလူချုပ်ရေးတပ်ဖွဲ့တွေနဲ့ပါထိတ်တရေးတိုင်မှုတွေရှိလာခဲ့ပါရဲ့။ဒီဘောဆိုရဘက်ကဆန္ဒပြပြည်သူတွေကိုပြစ်ခတ်မှုတွေလုပ်ခဲ့တဲ့အတွက်ပြည်သူအများပြားတည်ဆုပ်ခဲ့ရပြီးရာနေချီတန်ရာရရှိခဲ့တဲ့ပြင် ချင်းရင်းနှင်းမှာပြည်သူပေါင်း14ရောက်တည်ဆုပ်ခဲ့ပါတယ်။ဒီလိုဂျပန်နေနေချင်းကပြည်သူတွေကို ပိုပြီးပောက်ကွဲစေပါတယ်။စနေမာရကိုရဲမှာတော့လူငယ်တွေဥဆောင်တဲ့တနင်္ဂနွေလုံးဆိုင်ရာဆန္ဒပြပွဲတွေရဲ့ဖြစ်ရနေဆန္ဒပြပွဲကိုအကြံဖတ်နေနေရကနေအတဲချက်ဖြစ်လာတာကြောင့်ဝန်ကြီးချုပ် KP Stream အော်ဟာရာထူးကနှုတ်ထွက်ခဲ့ပါတယ်။ဘောကြီးချောင်းနှုတ်ထွက်ခဲ့ပေမဲ့ဆန္ဒပြပြည်သူတွေရဲ့ဒေါသကမကြည်သေးပဲလော့တော်အစောအုပ်ကိုမြှို့ပစ်စီခဲ့တာပါဝင် အစိုးရရုံတွေနိုင်ငံရေးသမားတွေရဲ့နေအိမ်တွေကိုပါပြင်မထားတိုက်ခိုက်ခဲ့ကြပါရဲ့ဒါကြောင့်ပဲနေပေါ်ဆိုးရကလူမှုဗီဒီယိုပြပေမှုကိုပြန်လည်ရုပ်သိမ်းပေးခဲ့ရပါရဲ့ဆနေမာလာဆနေနီမှာဖနာပြတူလူငယ်တွေရဲ့ online ပေါ်မှာအခုကောင်းမေးပေးတောင်းဆိုမှုကြောင့်တရားရုံးချုပ်တရားသူကြီးချုပ်ဟောင်းဖူစီလာဖိကာကိုရာဖြတ်ဝင်ကြီးချုပ်အဖြစ်ခန့်ခဲ့ပါတယ်သူကနီကောနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာပါတယ်ဒါအပြင်ကမှဂျာဖြတ်အဆူရကပါဒါမဲ့နှစ် ဆောပိုင်းမှာယူကောက်ပွဲအတိတ်ကျင်းပပြီးမယ်လို့ကြေညာခဲ့ပါတယ်။လူမှုမီဒီယာပိတ်ပဲပိတ်ပင်မှုကစပြီးတော့ပြည်ထနာဒီဘောအဖို့ရအမြင့်တွယ်နေတဲ့အခရိလိုက်စာမှုပေါ်လူငယ်ရဲ့ဒေါတာနဲ့ပေါင်းဆက်ပြီးအကြမ်းဖက်ပေအထိဖြစ်သွားခဲ့ပါတယ်။ဝင်းကြီးကျောင်းနှုံထွက်လိုက်ရကာကနေပြီးတော့အဖို့ကပြောင်းလဲသွားအထိရက်နေငယ်တွင်အရှိန်ဟောင်းပြေးဖာဖြစ်ခဲ့ဖြစ်ဖြစ်ပေါ်ခဲ့ရကြပါတယ်။ 2025ခုနှစ်စက်တင်ဘာ8ရက်နီဘောနိုင်ငံခတ်တံမတူမြို့တွင် လူမှုကွန်ရက်များကိုအစိုးရကပိတ်ပင်ခြင်းအားဂျန်စီများဥဆောင်ပြီးဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။ထိုဆန္ဒများသူများကိုရဲတပ်ဖွဲ့ကပြစ်ခတ်ခဲ့ရာအနည်းဆုံးလူ19ဦးသေဆုံးပြီးတရားကြောဒဏ်ရာရရှိခဲ့ပါသည်။ ဆန္ဒပြသူများသည်နီဘောလွတ်တော်ကိုဝင်ရောက်စီးနှင်ရင် ချိုးပန်းခဲ့ကြတော့လေနီဘောရတက်ဖွဲ့၏ဖြိုခွင်းမှုအတွင်တည်ဆုံးသူများရှိခဲ့ကြပါတယ်သူပြည့်ရဲ့များကြောင့်နီပေါ်ပြည်ရဲ့ဝင်ကြီးအပါဝင် ဝင်ကြီးတောင်းဦးမှာယာသူမှနှုတ်ထွက်ခဲ့ကြပါတယ်။နီပေါ်အစိုးရသည် သမရအိန်နော်နဲ့ဖက်ဒရယ်ပါလီမန်အပါဝင်အစိုးရအဆောက်အုံများအားလုံးဤပဝင်းကျင်တွင်ညမထွက်ရအမိထုတ်ပြန်ခဲ့ပါတယ်2025ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင် နိုင်ငံတော်ရှိအစိုးရနှင့်နိုင်ငံနိုင်ငံရေးအဆောက်အုံများအားအကြမ်းဖက်မီးရှို့မှုများနှင့်အတူလက်တော်ယုံအားဝင်ရောက်စီးနှင်းခြင်းတို့ဖြင့်လူထုဆန္ဒပြပွဲများသည့်လျင်မြန်စွာ ကြီးထွားလာခဲ့ပါတယ် ဖက်ဒရယ်ပါလီမန်အဆောက်အုံသည်ဆန္ဒပြသူများ၏ဝင်ရောက်စီးနင်းခြင်းခံရခြင်းနှင့်အတူမိရှုဖြည့်စည်းခံခဲ့ရပါသည်။နီဘောဆက်တွယ်ရေးတည်င်းအချက်လက်နှင့်မိပညာဆိုင်ရာဝန်ကြီးဖရစ်ဖရီဇီဆူဘာဂရက်ဖ်တီပြီးခဲ့သည့်တပတ်ကစတင်၍ပိတ်ပင်ထားခဲ့သည်ဆိုရှယ်မီဒီယာများအားပိတ်ပင်ခဲ့မှု ရုတ်သိမ်းကြောင်းကြေညာခဲ့ပါတယ် ပညာမှုနှင့်အတူပိတ်ပင်ထားခဲ့သည့်ဆိုရှယ်မီဒီယာအက်ပ်များအလုံးညီပေါ်နိုင်ငံတွင်ပြန်လည်အသုံးပြုခွင့်ရရှိခဲ့ကြပြီးဖြစ်ပါသည် ဝင်ကြီးချုပ်ဟောင်းဂျာလန်နတ်ခါနေဤဇနီးဖြစ်သူရာဘီလချ်မီချီတရားကသည်၎င်းတို့ဤနေအိမ်ကို မီရှူတိုက်ခိုက်မှုတစ်ခုအတွင်းတည်ဆုံးခဲ့ရပါသည်နိုင်ငံရေးဝန်ကြီးအာဆူရာနာဒူဘာနှင့်၎င်း၏ခင်ပွန်းဝန်ကြီးချုပ်ဟောင်းရှာဘာဟာဒူဒူဘာတို့သည်၎င်းတို့ဤနေအိမ်တွင်တိုက်ခိုက်ခံခဲ့ရပါသည်ဘန်နာရေးဝန်ကြီးဘီရှန်နူပရာဆက်ဘော်ဒီသည် ခက်တံမန်ဒူးမျိုး၏လမ်းမပုံများတွင်ဆန္ဒပြသူများ၏ရိုက်နှက်ဆွဲခေါ်သွားခြင်းကို ခံခဲ့ရပြီးနောက်ဆုံးချိန်တွင်ပင် မတိရသေးပေရှိနေသေးပါလေ။တတမန်ရန်ချ်ရန်ချ်ဒါဘော်ဒေကိုပိုင်းနေအိမ်ဒီလဲဆန္ဒပြသူများဤဝင်ရောက်စီးနှင်းဖျက်ဆီးခြင်းကို ခံခဲ့ရသည့်အပြင်နီပေါ်ကွန်မြူနတီပါတီ UML နှင့်နီပေါ်ကွန်ဂရက်ပါတီတို့သည်ဌာနချုပ်များမှလည်းဖျက်ဆီးခံခဲ့ရပါသည် မာတီပီနဲ့လာလိပူခရိုင်ရှိနာခူချင်းထောင်ကိုဆန္ဒပြသူများကဝင်ရောက်ဖိနှိပ်ခဲ့ရပါတယ်။ဤဖိနှိပ်မှုတွင်ထင်ရှားသည့်အတိုက်ခံခေါင်းဆောင် ရာဘီလာမီရှာနီအပါအဝင်အကျဉ်းသားအများအလုံးလွမြောက်ခဲ့ရပါတယ်။အကျဉ်းထောင်ကိုလည်းမီးရှို့ခံခဲ့ရပါတယ်။နိုင်ငံအတွင်းအရှုပ်တုံပုံများကြောင့်ကတ်မန်ဒူမြို့ဤ triple ban အပြည်ပြည်ဆိုင်ရာလေဆိပ်တွေယာယီပိတ်ထားခံရတတ်ရပါတယ်။ဒီအကြောင်းလိုင်းအများပြားလေး ီဘောနိုင်ငံကိုပြန်တမ်းပြိုင်ခွင့်ဆိုင်ငံ့ထားရပါတယ်။မီဘောစစ်တပ်ကလည်းလီစိတ်ကိုထိန်းချုပ်လိုက်ပါတယ်။ဒီကြောင့် KP ချွန်မောင်းအိုင်းနဲ့အတူအစိုးရဝန်ကြီးအများပြားရတူကနေသက်သက်ထွက်လာပါလေကြတယ်။ဒီတော့ဖြစ်မီဘောအစိုးရဒီပြောကြဝါခဲ့ပါတယ်။မီဘောအစိုးရပြောကြပြီးနောက်မြို့တော်ခစ်မန်နူမြို့ဤလုံခြုံရေးကိုစစ်တပ်ကလွှဲယူခဲ့ပါတယ်။မီဘောစစ်တပ်အကြီးကဲ Assault Rage Fit Daddy ဖနာပြသူအများအား ဝန်ထဲချင်းစကားကိုပြောဆိုခဲ့ကြပါတယ်။၎င်းအပြင်ဆန္ဒပြပွဲအစီအစဉ်အားလုံးကိုရက်တန့်ရဲ့အကြရန်စကားဝိုင်းတွင်လည်းပါဝင်ညှိနှိုင်းဆွေးနွေးခဲ့ခဲ့ကြဖို့တောင်းဆိုခဲ့ပါသေးတယ်။